မြန်မာနိုင်ငံကိုဝင်ဖို့အသေးချာနေတဲ့မုံတိုင်းကြီးနဲ့ပတ်သက်ပြီးတော့မလူပတာပညာရှင်ဦးဝင်းနိုင်ကအခုပြည်သူတွေကငလင်နေလုံပန်းနေရတဲ့အချိန်မှာတကယ်ကိုမှမုံတိုင်းဝင်လာလို့ရှိရင်ပြင်ဆင်ချိန်မရမှာဆိုလို့အခုကတည်းကနေမလူပတာပညာရှင်ဦးဝင်းနိုင်ကတွေ့ရှိသမျှကို ပြည်သူတွေကိုအရေးပေါ်အသိပေးလာခဲ့တာပြီဖြစ်ပါတယ်နော်အခုမြန်မာနိုင်ငံရဲ့မုံတိုင်းအကြောင်းမပြောခင်မှာဒီနေ့ကနေစပြီးတော့ဝင်ရောက်တော်မယ်ထိုင်းနိုင်ငံရဲ့မုံတိုင်းနော်ထိုင်းနိုင်ငံရဲ့၄၀ခနစ်ခရိုင်တဲမှာ ဝင်ရောက်တော့မဲ့၃ရက်တိတိတိုက်မဲ့မုံတိုင်းချောင်းကိုကျွန်တော်အနေနဲ့အယိုးဆုံးတင်ဆက်ပြစေ။ထိုင်းမာလေးမြန်မာပြည်သူတွေတန်းနဲ့ချီရှိတာဖြစ်တဲ့အတွက်ဒါကလည်းအရေးကြီးပါတယ်။လက်တော်တရုတ်နဲ့တောင်တရုတ်ပင်လယ်ပြင်မှာလီဖီအာနေရန်ဝန်ဖြစ်ပေါ်နေပြီးတော့တောင်ဘက်အရန်နဲ့ဆိုင်းပင်လယ်အုပ်ကိုရွေလျားလာမှာပဲဖြစ်ပါတယ်။ထိုင်းထက်ပိုင်းမြောက်ပိုင်းဒေသကဘူပြင်းတဲ့ရာသီဥတုနဲ့ထိတွေ့စဉ်အပူပိုင်းမုံတိုင်းတွေဖြစ်ပေါ်လာမယ်။ဒီလိုအခြေအနေမှာမတ်လ30ရက်နေ့မှာအေပီလာ3ရက်တွင်မူတီထန်အလီပြင်းတိုင်းမိုးချိုပြေလျက်ဆလဲ့ ိုးသီးကြွေဓာတ်တွေဖြစ်တတ်တာကြောင့်ပြည်သူတွေအနေနဲ့ဟင်းလင်းပြနေရတယ်။တပင်းကြီးတွေခိုင်ခတ်မှုမရှိတဲ့ဆိုင်းဘုတ်တိုင်းတွေအဆောက်အဦတွေအောင်မမနေဖို့တောင်းသူလူသမားတွေအနေနဲ့လည်းစိုက်ပျိုသီးနှံပစ္စည်းချင်းမှာကြိုးတင်ကောက်ွက်ဖို့ထိုင်းဝမိုးလေဝသဌာနကသတိပေးထားတာပြီးဖြစ်ပါတယ်။ဒုတိယကတော့ကျွန်တော်မြန်မာနိုင်ငံကိုဝင်တိုင်းမဲ့မုန်တိုင်းကြီးပဲဖြစ်ပါတယ်။ ECNW app ကမုန်တိုင်းကြီးဖြစ်နိုင်ကြီး90ရာခိုင်နှုန်းတိချရည်လို့ဆိုထားဖြစ်ပါတယ်။ LOAA JFS ကတော့မြဝချုံးပေါ်ကံယူတမ်းဘက်ကိုဥတည်နိုင်ကြောင်းတွေးရပါတယ်။ မလို့ဝတာပညာရှင်ဦးဝင်းနိုင်ကတော့အခုလိုမျိုး ECMWF နဲ့ LOAAGFSA ကျူတင်ကမန်ချက်တွေထွက်ပေါ်လာပေမဲ့လေဗီယာနဲ့ရန်ဝန်တကယ်ဖြစ်လာတဲ့အခါကျမှမြန်မာနိုင်ငံကိုဘလောက်ထိထိစူးစူးဝါးဝါထိကိုက်မလဲဆိုတာကိုသိရမှာပါတဲ့။ရင်းစင်ကျဲအရန်နဲနိုင်တာကြောင့်အခုသိတာကိုတင်ပြလိုက်ချင်းပင်ဖြစ်တယ်ဆိုပြီးတော့မလို့ဝတာပညာရှင်ဦးဝင်းနိုင်ကဆူထားတာပြဖြစ်ပါတယ်။ဒါကြောင့်မလို့အခုနော်ငလင်တန်းနဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေနော်ငလင်တန်းတင်းတဲ့နေရာတွေမှာကေဆေးတွေတားလို့နေကြတဲ့ ပြည်သူတွေကယ်ဆယ်သမားတွေအနေနဲ့မိုးလေဝသတင်းကိုဆင်းဆက်မပြနားဆွန့်ကြဖို့ဒီကနေပဲတိုက်တွန်းပြားစီမမိတို့အနေနဲ့သဘောဝဘေးအန္တရာယ်ဘလို့မှလဲလန်းမမိနိုင်တာဖြစ်တဲ့အတွက်အမင်းနော်နားဆွန့်ကြဖို့တော့ဒီကနေပဲတိုက်တွန်းပြားစီမြန်မာနိုင်ငံဟာသဘောဝဘေးအန္တရာယ်ပေါင်းများစွာနေရင်ဆန်ကြုံတွေ့နေရပြီဖြစ်တယ်။ဒါကြောင့်ပြည်သူတွေအထူးသတိရှိကြပါမိုးလေဝသတင်းကလေးတွေကိုအမြဲတမ်းလ ీల မပြတ်စောင့်ကြည့်ကြပါလို့ဒီကနေပဲတိုက်တွန်းရင်ကျွန်တော်ရဲ့အရေးပေါ်သတင်းလေးကိုအဆုံးသတ်ပြားစီဗျာနောက်ဗီဒီယိုတွေမှာသတင်းတွေမှာပြန်လည်တွေ့ကြမယ်နော်